ိုးမင်းစားမှာတော့ဒီလူဒီလူကတော့ရှီအောင်ပကြီကားတွေရှီအောင်အဖိုးတန်ပစ္စည်းတွေကိုခိုးခိုးပြီးတော့အိမ်မှာစုထားတယ်။ဒါအဲ့ဒီပကြီကားတွေအဲ့ဒီအဖိုးတန်ပစ္စည်းတွေရဲ့တန်ဖိုးပေါင်းလိုက် US ဒေါ်လာဘီလီယံနဲ့ကိုတန်ဖိုးရှိတဲ့ပစ္စည်းတွေလည်းဖြစ်တယ်။ဆိုတော့ तू तू ကတော့စတီဖန်ဖြစ်တယ်။စတီဖန်နဲ့ like အရှင်တော်24ပဲရှိသေးတယ်။ France နိုင်ငံမှာနေထိုင်နေ like तू နေထိုင်တာကလည်း तू အမေနဲ့အတူ तू ကနေထိုင်1995တရက်မှာသူနဲ့သူ့ကောင်မလေးကအကြံတခုထုတ်ခဲ့တယ်။ Like သူတို့ကနီးရပြတိုက်တခုသွားပြီးတော့ ရှီအောင်ပစ္စည်းပကြီကားတွေကိုတွတ်ကြည့်ခဲ့တယ်။ లై သူတို့ကအမှပစ္စတိုလ်တစ်ခုတွေးခဲ့တယ်။ရှီအောင်ပစ္စည်းလက်နဲ့သူကတားကြီးလာတာပေါ့။ဆိုတော့ဒီလူကလည်းကြိုက်သွားခဲ့တယ်ပစ္စတိုလ်လို့။ဆိုတော့ဒီပစ္စတိုလ်ကိုသူနဲ့သူ့ကောင်မလေးကခိုးဖို့ဆုံးဖြတ်ခဲ့တယ်။ခိုးမလားသူ့ကောင်မလေး။ Okay ခိုးလိုက်အောင်။ဆိုတော့သူတို့ကခိုးဖို့ဆုံးဖြတ်ပြီးနောက် లై သူတို့ကအခြေအနေကြည့်ရပေါ့ లై ဘေးပတ်ဝန်းကျင်မှာလူတွေရှိလား security များရှိလားအမရှိဘူးအချင်းလေးကောင်းပြီဆိုတော့သူတို့ကဒီပစ္စတိုလ်ဖိပြေးလေးယူပြီးလွှဲတဲ့ထည့်ပြီးတော့မတိမတာသူတို့ပဲမခိုးတယ်လို့ ਨੇ မျိုးစင်းအဖြစ်ကိုဖတ်သွားခဲ့တယ်ဆိုတော့တို့အိမ်ရောက်ပြီးဒီပစ္စတိုကိုကြည့်လိုက်တို့အရင်ပြော်သွားတယ်ရေငါတို့လုံနိုင်ပြီပေါ့ငါတို့နောက်တဲ့ဒီထက်မကလည်းလုံနိုင်တယ်ဆိုရင်တို့ကလည်းဆက်လုပ်ပြီး plan တွေထုတ်ခဲ့တယ်ပြီးတော့တို့ဒီလိုနဲ့ပဲအခုပြီးတခုတခုပြီးတခု museum တွေထဲဝင်ပြီးတော့အပိုးတန်ပစ္စည်းတို့ကြိုက်တဲ့မှာပစ္စည်းတွေကိုတို့ကခိုးခဲ့တယ်ဆိုတော့တို့ရတီတို့ဘေးပက်လန်မှာရှိတဲ့မျူဇီယံကြီးရဲ့ပစ္စည်းတွေတို့ကမကျေနပ်ခဲ့ဘူး။ငါတို့ဒီတက်မကလုံနိုင်တယ်ပေါ့။ဆိုပြီးတော့တို့ကတနေ့ပြင်ပောက်သွားဖို့တို့ကဆုံးဖြတ်ခဲ့တယ်။ သူတို့က Germany, Switzerland, Austria တိကိုသွားပြီးတော့ခိုးခဲ့တယ်ပေါ့သူတို့က like တိုက်လဲတယ်သူတို့ကသူတို့ကလုံခြုံရေးညံ့တဲ့ museum တွေတဲဝင်ပြီးပဲခိုးကြတယ်သူတို့က security တွေနားတဲ့အချိန် security တွေထမင်းစားတဲ့အချိန်မှာသူတို့ကမတိမတားလဲဝင်ဝင်ပြီးတော့ခိုးကြတယ်သူ့ကောင်မလေးကတားလဲတာပေါ့ like ပျော်ပျော်သူတို့ကိုကြည့်နေတယ်ဆိုရင်သူကအချက်ပေးတာပေါ့နော်ချောင်းဆိုးတယ်လို့မျိုးအဲ့လိုမျိုး တော့သူတို့ခိုးထားတဲ့ဒီအဖိုးတိုင်းပစ္စည်းတွေသူတို့အပြည့်မှမရောင်းပဲသူတို့အိမ်မှာပဲဘေးပက်ပက်လေးမှချိတ်ပြီးတော့သူတို့ကအလှဆင်ထားတယ်။ဆိုတော့ဒီလိုနဲ့ပဲအချင်းတွေကြာလာခဲ့တယ်။ like တနေ့နှစ်နှစ်ပြီးနောက်1990မှာသူတို့ကကျွန်တော်ခုနကပြောသလိုပြပသွားတယ်။ဆွစ်ဇာလန်ကိုသွားပြီးတော့သူတို့ကမျူဇီယံတစ်ခုမှာအဲ့ဒါနဲ့သူတို့ကပကြီကားကိုခိုးပြီးပြီးခဲ့တယ်။ခဏကြာတော့အဲ့မှာ security ကအဲ့နေရာကိုလာကြည့်တော့ painting ကမရှိတော့ဘူး။ဆိုတော့သူတို့ကလည်း ပင်ဒီပြောက်သွားပြီပေါ့နည်းနည်းလိုက်ရှာအမယ်ဆိုပြီးတော့သူကလိုက်ရှာတော့ကွက်တီပဲသူတို့နှစ်ယောက်ကလည်းအဲ့ဒါနေထွက်နေတာဆိုတော့ဘုံမမသူတို့မိသွားခဲ့တယ်ဆွစ်ဇာလန်မှာဆိုတော့သူတို့ကအမှဆွစ်ဇာလန်လာဖို့၃နှစ်ဘန်ပေးလိုက်လိုက်သူတို့လက်ပွေတွေအကုန်ယူတယ်သူတို့တပ်ပုံတွေရတယ်သူတို့ရဲ့ခိုးတယ်ဆိုတဲ့အကြောင်းတရင်းမှာကြုံညာလိုက်တယ်သူတို့ကအမှန်တော့သူတို့ကိုထောင်ချမလို့ဒါမဲ့သူတို့ကလည်းမတိခဲ့ဘူးဒီလူတွေကလိုက်ပြီးယူရိုပြည်မှာခိုးပြီးသွားရဂျာမနီဆွစ်ဇာလန်ဘာညာဘာညာမှာခိုးပြီးသွားရဆိုတော့သူတို့ကလည်းမတိဘူးဆိုတော့သူတို့ကထောင်မချပဲ၃နှစ်ဘန်ပေးလိုက်တယ် ဒီလောက်ထိသူတို့အပြစ်ပေးတာတော့သူတို့ကမကြောက်ခဲ့ဘူးသူတို့ကဒီထက်ကြီးတဲ့မ ్యూ ဇီယံမှာတော့ခိုးမယ်ဆိုပြီးတော့သူတို့ကဆုံးဖြတ်ခဲ့တယ်ဘယ်တော့သူတို့လည်းဆုံးဖြတ်ချက်အတိုင်းလုပ်တယ် like ဒီထက်ကြီးတဲ့ museum တဲလေးကိုဝင်တယ် like ပကြီကားတွေရောင်းတဲ့နေရာရှင်အောင်ပစ္စည်းရဲ့ရှိတဲ့နေရာ like သူတို့ဖះကြောင်းတော့မလုပ်ဘူးသူတို့ကအဲ့ဒီတော့သူတို့ကခိုးတယ်ပိန်နေတယ်သူတို့ကဘယ်လိုလဲဆိုတော့မနစ်တနည်းမှာခိုးထားတယ်တရက်နဲ့ပဲကြာတယ် မျိုးစီယံထဲမှာတော့သူတို့ကပြင်ပြင်ဝင်ပြီးခိုးတယ်ဘောနော်အဲ့လောက်ထိသူတို့မှတက်တီးတွေရှိခဲ့တယ်ပြီးတော့ဒီလိုနဲ့ပဲတက်ချင်းမှာတော့သူ့ကောင်မလေးကသူ့ကိုရက်တန့်ဖို့ပြောလိုက်တယ်လိုက်မလုံတော့နဲ့ငါတို့ဆွေဆန်လည်းမှာတစ်ခေါက်ဖမ်းပြီးသွားရင်ငါတို့ရဲ့လက်ပွေတွေငါတို့ရဲ့တက်ပုံတွေအကုန်ရှိတယ်ငါတို့ဒီတက်ကဖမ်းပြီးလို့ရတယ်ငါတို့တကယ်မကောင်းတော့ဘူးနော်ငါတို့ထောင်သွားမယ်ဒါမှမဟုတ်ငါတို့အပြစ်တွေအများကြီးပေးခင်ရတယ်ငါတို့ဒီမှာပဲရက်လိုက်ရအောင်ဆိုပြီးသူ့ကောင်မလေးကသူ့ပြောခဲ့တယ်အမေ तू ကမရဘူးငါစလုံးမှာဆိုပြီး तू ကမရက်တန့်ခဲ့ဘူးအဲ့ချင်းကသူ့ကောင်မလေးကလည်းသူ့ကိုပြောတယ်โอเคမင်းလုံးမယ်ဆိုရင်လုံး ဒါမှမဟုတ်မင်းလက်အိတ်တွေတော့ဆွတ်သွားလိုက်မင်းဒီတစ်ခေါက်ပစ္စည်းတော့ခုံးရင်ပေါ့မင်းလက်ပွေတွေကမှကြံခဲနဲ့ဒီလိုနဲ့ပဲ तू ကမရက်တန့်ခဲလို့ဆက်ပြီးခုံးနေတယ်ဒီလိုနဲ့ပဲတက်ချိန်မှာ2001မှာ तू ကဆွစ်ဇာလန်သွားဖို့ဆုံးဖြတ်ခဲ့တယ်လိုက် तू ကလုံးဝရဲသွားပြီပေါ့တက်တိရှိတယ်ငါငါ့ကိုဘာမှမလုပ်နိုင်တော့ဘူးဒီရဲတွေရပေါ့ဆိုတော့ तू ကလည်းဆွစ်ဇာလန်ကိုသွားပြီး तू အရင်ဖန်းခံရတဲ့မျူဇီယမ်ရဲ့အနီးတောက်ဝိုင်းမှာပဲ तू ကဒီတူရီယာကိုတော့ခိုးခဲ့တယ်ဆိုတော့ဒီတူရီယာကတော့လုံးဝပတ်စံအများကြီးရနိုင်တယ်ပေါ့နော် तू ကတန်ဖို့လုံးဝကြီးတယ် ဆိုတော့ဒီတူရီယာကိုခိုးတဲ့အချိန် तू ကအောင်မြင်ခဲ့တယ် तू ဘာမှမဖြစ်ခဲ့ဘူးဆိုတော့ तू ကလည်းပျော်သွားခဲ့တယ်အင်ရောက်ပြီးတော့ဒီဒီမှာကြီးငါတာခိုးလာခဲ့တယ်ပေါ့ဆိုတော့ तू ကောက်မလေးကသူ့ကိုပြောတယ်မင်းဒီတူရီယာကိုခိုးတဲ့အချိန်မင်းလက်အိတ်တွေစွတ်လာဆိုတော့ तू ကမစွတ်ဘူးငါဘာမှဖြစ်ဘူးလေဆိုပြီး तू ကပြောခဲ့တယ်ဆိုတော့ तू ကောက်မလေးကအရန်ကိုကြောက်သွားခဲ့တယ်ဘာလို့လဲဆိုတော့ तू တို့တစ်ခေါက်ဆွေဇလန်မှာပဲမိခဲ့တာအခုလည်းဆွေဇလန်မှာပဲခိုးလာတာဆိုတော့ तू ကောက်မလေးအရန်ကြောက်သွားခဲ့တယ်မင်းအောင်တော့ငါတို့ဒီခိုးတဲ့နေရာလက်ပွေတော့ဖျက်ရမယ်ဆိုပြီးသူကဆုံးဖြတ်ခဲ့တယ်သူကောင်လေးကလည်းโอเคငါတို့သွားမယ် ဆိုတော့ငါတို့နှစ်ယောက်လုံးသွားမယ်ဆိုပြီးသူတို့ကသွားခဲ့တယ်သူ့ကောင်မလေးကသူ့ပြောတယ်မင်းကားပေါ်မှာပဲနေငါလက်ပွေတော့ဖျက်ခဲ့မယ်ဆိုပြီးသူကမျိုးစင်ဘက်ကိုတက်သွားခဲ့တယ်ဆိုတော့သူ့ကောင်လေးကလည်းကားပေါ်မှာထိုင်နေသူတို့ကအချင်းကကြာလာတော့သူကလည်းပြင်းလာတာပေါ့ဆိုတော့သူကကားကအပြင်ထွက်ပြီးတော့သူကအပြင်ရှောင်းလေခဲ့တယ်ဆိုတော့အမှဘေးမှာဖွိုက်တယောက်ကသူ့ကြည့်နေရမလို့သူ့မူရတွေကမမှန်ဘူးဆိုတော့သူက office မှာသွားပြီးပြောခဲ့တယ် museum office မှာပေါ့နော်ဒီလူကအမူအရာမမှန်ဘူးပေါ့တကယ်တော့ကြည့်ပါအောင်ဆိုတော့ office ကလူကသူ့ကိုကြည့်လိုက်တော့ ဒီလူပဲလေမင်းရငါတို့ရဲ့ဒီတူရီကိုခိုးသွားတာဆိုပြီးသူကအမဟိုဖမ်းခံရပြီဆိုတော့သူ့ကောင်မလေးရတယ်သူ့ကောင်လေးဖမ်းခံရတဲ့တရင်ကိုကြားတော့သူကအေးကိုသွားခဲ့တယ်သူ့အမေကိုတော့ပြောတာပေါ့အာအန်တီအန်တီသာဖမ်းခံရပြီဆိုပြီးသူကတော့ပြောခဲ့တယ်ဆိုတော့ကောင်မလေးကလည်းကောင်လေးအမေကိုအကုန်ပြောခဲ့တယ်သူတို့ဘလို့ခိုးခဲ့တာသူ့ကောင်လေးကဘလို့ခိုးတာဆိုတော့အကုန်ပြောခဲ့တယ်သူ့အမေကလည်းမသိဘူးဘောတော့သူ့သားဒီလိုလုပ်မယ်ဆိုတော့မထင်ဘူးပစ္စည်းအောင်ပစ္စည်းတွေကသူတနေရာကနေဝယ်လာတာပေါ့ဆိုပြီးသူ့အမေကထင်ခဲ့တာဒါပေမဲ့ဒီလိုတရင်တွေကြားတော့ သူဖမ်းခဲ့ရပြီဆိုတော့တရင်ကြားတော့သူ့အမေကလုံးဝစိတ်ဆိုးခဲ့တယ်သူထင်းအောင်မထင်းခဲ့ဘူးသူ့သားဒီလိုလုပ်မယ်ဆိုတော့ဆိုတော့သူ့အမေကလည်းသူ့သားအမှုတင်မပတ်အောင်သူ့တက်တည်တွေအလောက်တွေမရှိအောင်အဲ့ဒီအဖိုးတန်ပစ္စည်းတွေကိုသူကမီးရှို့ပစ်တယ်လိုက်ခွဲပစ်တယ်ဘေးမှာရှိတဲ့မြောင်းလေးတွေမှာတော့မျောပလိုက်တယ်ဒီလိုနဲ့အမှုတတိမပတ်ဘူးသူ့သား like ထောင်၄နှစ်ကြာခဲ့တယ်သူ့ကောင်မလေးကလည်း၁၈လထောင်ကြာခဲ့တယ် သူတို့ဒီပစ္စည်းကိုရအောင်ပြီးသူတို့ကဘီလီယံပတ်စံနဲ့သူတို့နေထိုင်လို့ရတယ်စားတောက်လို့ရတယ်ဒါပေမဲ့သူတို့ကအဲ့လိုမလုပ်ဘူးသူတို့က like အိမ်မှာပဲထားတာပေါ့နော်ပကြီကားတွေကြည့်အောင်ပေါ့သူထားတာနောက်ဆုံးတော့ဖန်းခံရတယ်